မင်္ဂလာပါဗျာလို့ကျမ်းပါပါသေးချမ်းသာပါစေနော်ပိုင်ရဲကိုမျက်နှာမြင်ပိုင်ရဲကိုတန်ကြလို့အားလုံးပျော်ရွှင်ကြပါစေကြောင့်ကိုပိုင်ဤစုမကောင်တောင်းပါလေဗျာနော်ဒီနေ့17ရက်9လ2025ကဆုံလာပြည့်နေ့လည်းဖြစ်တယ်ဆိုတော့ဗုဒ္ဓဘာသာဝင်နေရဲ့အထွတ်မြတ်နေ့လည်းဖြစ်ပါလေဗျာဗုဒ္ဓဘာသာဝင်နေရဲ့အထွတ်မြတ်လည်းနေ့လည်းဖြစ်ပါလေဒီနေ့မှာတတဝါအပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာရင်မာဗီကြီးအေးတတ်ပါစေကြောင့်ကိုထက်ခါတလဲလဲစုမကောင်တောင်းလိုက်ရပါလေဗျာ အဲဒီနေ့ပါကြီးကတော့ဒုသားတွေဒုသားတွေမရှိတဲ့တပြောစရာရှိတာလေးတော့နည်းနည်းပြောရပါလိမ့်မယ်ဗျာနော်ဗမောကိစ္စကိုအရင်ပြောကြည့်ပါလေဗမောကိစ္စကကျွန်တော်တို့ပွဲတွေကာနေတဲ့နေရာမှာဟိုတစ်ဖက်မီဒီယာတွေပြောနေတဲ့လိုမျိုး ကိုဘကပါသွားတဲ့နေရာတနေရာမှမရှိခဲ့ပါဘူးเนาะတနေရာမှမရှိဘူးအခုဆိုလို့ရှိရင်တပ်မတော်ရဲ့အနေနဲ့က တော်တော်ကြီးကိုတတိယနဲ့နိုင်နိုင်နေနေမျိုးဘက်ကိုလည်းတော်တော်များပြန်နေပြီးတော့ရရှိပြီးသွားပြီဖြစ်တယ်ရရှိပြီးသားဖြစ်တယ်နောက်တစ်ခုသူတို့တွေမှာကဟိုအကြမ်းဖက်တွေ AA တို့အဲ့မှာ KIA တို့ PDA တွေအရတချို့အလင်းဝင်လာကြပါပြီအလင်းဝင်လာကြတော်တော်များလာပြီအလံမျိုးထောင်အလံများလာပြီအဲ့မှာသူတို့ကရေသူတို့ပြဿနာတက်နေတယ်အဲ့ KIA တွေဘက် AA ဘက်ကဘာဖြစ်လို့ရေတွေသူတို့ပြဿနာတက်နေတယ်လဲဆိုတော့ သူကကျုံထဲမှာရေတောင်းလို့အဲ့ရေကတက်နေလိုက်တက်နေလိုက်တယ်ရေမကတ်ရေရေတော့ထဲမှာပြတ်လျှောက်ရေတက်နေလိုက်တယ်ဟောတကျိုးတွေပြုတ်ကြလို့နေအောင်အဲ့ဘာကြောင့်လဲတော့မသိစေတော့စေသားကြီးသူတို့လည်းအော်အော်လေးရတယ်ဒါလေးတော့ပြောစေဟိုကဖေးထုလိုက်နေကြောင်းထုလိုက်ပါမနာစုံနေတာပဲစုံနေတာပဲဒါတော့နီးပညာကိုအပြည့်မထုတ်တော့ထုတ်တော့သုံးဆွဲမှုမရှိသေးဘူးဗမောမှာကျိုးသွားပြီဆိုတာနဲ့ပဲ အေးလက်ဘွားပြက်ပြီး KI ဒါညာအကောက်ဘွားပြက်ပြီးပလောင်ကသွားသူဟိုဟိုဘွတ်ချော်နေပြီပလောင်အခုဆိုတော်တော်ဘွတ်ချော်နေပြီနော်အခုဘာမောကိစ္စလေးပွဲပြက်သွားလို့ရှင်ဟိုဒီရခိုင်ရေးနဲ့တိတ်ပူစရာမလိုတော့ဘူးနော် ရခိုင်အရေးဆိုလဲဒါစစ်တွေကိုပို့နေတဲ့စားနပ်ရိတ်ခါလေးဈေးဝပစ္စည်းတွေကဒီအေထောက်ဖို့ဘက်ကိုခွဲချမ်းပြီးပို့နေရတာရှိတာ။ခွဲချမ်းပြီးအဲ့တမောနဲ့သွားတယ်ပို့တယ်ဒါတရားဝင်လို့လို့တရားမဝင်လို့လို့တရားဝင်လို့လို့တရားမဝင်လို့လို့ဘရို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 အလုပ်ပြဲနေလှုပ်ရှားနေတာလေရှိတဲ့ခါကျတော့စစ်ပွဲတွေကပွဲသက်ရှိတာပေါ့ပွဲသက်ရှိတော့ဘာပြောလဲဒီလှုပ်ရှားတဲ့လူတွေကသူတို့စားဝတ်နေလေတော့အဆင်ပြေပြေမှာပေါ့ဗျာစစ်ပွဲသက်ရှိတော့လူတွေတည်တာပေါ့ဒါလေးပဲပြောချင်တာဟုတ်လား နောက်ကြတော့အဲဒီကျွန်တော်တို့ကြောက်ခုမှာဆိုလဲအဲတော်တော်ကြီးကိုလက်ခမောက်ရလာအဲ့မှာတော်တော်ကြီးကိုလည်းပွဲကားတယ်အေးရဲ့စကန်နေလည်းတော်တော်များများတိမ်ပိုက်တာရှိတယ်အေးကတော့အခုတလောကတော့တော်တော်ကြီးကိုနည်းနည်းကုတ်နေရတဲ့အနေအထားမျိုးဖြစ်တယ်ဒါတမတော်ရဲ့အတာစီးတွေတော်တော်များနေတဲ့အတွက်ဒါတစ်ဖက်စီးနေဖြစ်မှာဆိုလို့ရခိုင်အကြောင်းတော့တိတ်မပြောချင်တော့ဘူးနော်ကျွန်တော်တို့မနေ့ကဒီ9ကိုရှင်းလာအဲအဲ့ဒီမှာကျွန်တော်တို့ နောင်ကြီးတော့မှာရှိတဲ့ဒီရွှေကျင်ဘက်မှာနောင်ကြီးဒီမှာတပွဲတွေဝင်လာတဲ့ခွာစစ်တွေရှင်နဲ့ပြပြတဲ့တက်မနော်ရဲ့ view ရတာဖြစ်ပါတယ်။နောက်တော့ဒီတလုံးကတော့ကြာရှုံးမှုဆိုတာတော့မရှိပါဘူး။ဒါမကွေးတိုင်းဆလင်းမြို့နယ်စီဗျူကျွမဆိုလဲတက်မနော်ဘက်ကစစ်ကြောင်းတွေထိုးနေပြီးထိုးတဲ့ချိန်မှာဒီမိုးဝန်တို့တရက်ချင်းကြေးရွာတို့တာယာဟိုရွာသားကုန်းတို့မကြီးကုန်းတို့ မြင်သားကြီးရွာတွေဒါလေချောင်းတွေနဲ့ရှင်းနေမြေပြင်ထိုးစစ်တွေရှင်းနေဒါနှွယ်တမကြီးရွာတက်သွားတဲ့ဒါတပ်မတော်သားတွေပေါ့နော်နှွယ်တမကြီးရွာဆိုလဲဒါအရင်တော့ကျွန်တော်ပြောဥပါတယ်တရားဒီဘက်ချမ်းမှာတက်ကားရှိတဲ့ဟိုဘက်ချမ်းလေးမှာပီလီရတွေရှိတယ်အကြမ်းဖက်တွေရပြောဥပါတယ်အခုကအကောင်လုံးအဲ့မှာစစ်ကြောင်းတို့ရှင်းနေပြီးသွားပြီလို့ပြောတယ်ပေါ့နော် အကောင်နဲ့အဲ့ဒါလေအဓိကကတော့အကြမ်းဖက်တွေပဲနေရာမှာမရှိမှအောင်မြင်မဲ့အစီအပြေပဲအဓိကတိုင်းပြည်အေးချမ်းမှာဒါကိုပြောချင်တာဒီမြိုင်မျိုးနဲ့ကဏီမှာဆိုလဲဒါအဲဟိုနဲ့အကြမ်းဖက်ဂိတ်တဂိတ်ပေါ့ဗျာအဲ့ဒါကိုတပ်မတော်ဝင်ရောက်စီးနှင်းပြီးတော့ဟိုနဲ့စီးနှင်းတိမ်ပန်းလိုက်တာရှိတယ်နောက်တပိတ်ကျေးမျိုးနဲ့မှာဆိုဒါဇေယကွင်းရွာကိုလည်းဖိတ်တီထူတယ်ဇေယကွင်းရွာကိုဖိတ်ထူတယ်နောက်ကြီတော့ရွာကိုလည်းကြည်တော့ပောက်ရွာပြောမှာပေါ့နော်ကြည်တော့ပောက်ရွာကိုလည်း fit to တယ်အဲ fit to တယ်ဆိုတာလည်းသူတို့ အဲရှေးပြောလို့ရှိရင်ကျွန်တော်ကအနည်းဆက်ဆုံးလေးတွေပဲပြောတာအနည်းဆက်ဆုံးလေးဆိုတာချက်ကားကြီးမပြောချင်တော့အဲ့မှာရှိတဲ့ PDF တွေအကြမ်းဖက်တွေရှိနေတဲ့အချိန်မှာဒါဟိုဗစ်ထူရတာเนาะကြည်တော့ပေါ့ဆိုလဲအဲ့လိုပဲအဲ့ဒီမှာတို့ပြောမှဆိုမောင်ရောင်လှည့်နေတဲ့အချိန်တို့ဘာလို့ညာလို့ပြောပါလိမ့်မယ်เนาะအဲ့လိုအချိန်နဲ့လဲတော့တိုက်ဆိုင်တာလည်းရှိပါတယ် ဲ့တော့ဖိထုတယ်လောက်ပဲပြောတယ်ဆိုတာတဝူးသားတွေတဝူးသားတွေမှရှိဘူးတရင်ကိုအချင်းနဲ့ချုံကျင်လို့ပြောတာဖြစ်ပါတယ်အဲ့လောက်ဆိုလို့ကျတမ်းတော်ရဲ့လုံဆောင်ချက်တွေကို function တွေကိုသိရှိလောက်ပဲလို့လည်းယူဆပါတယ်နော်တချို့ကြတော့ဟိုဟိုအောက်ချီရစာရှင်များမှတီးမဲ့သူလည်းရှိတယ်တလောက်ပြောရင်ဘာဆိုတာတီးမဲ့သူလည်းရှိတယ်အများစုကတော့တလောက်ပြောရင်ဘာဆိုတာတီးဖို့ပဲလိုအပ်တယ်ပေါ့နော် ောက်ပိုင်းကိစ္စတော့နည်းနည်းလွတ်ထားလိုက်နောက်တစ်ခုတော့ဇကိုင်းမှာဆိုလို့ရှိရင်လည်းဒါဝက်လက်တို့စီးဆိုင်တလိုင်းရွာလို့ဆိုတော့ဖိလိထူတာတော်တော်ထူတယ်ဒီဝလန်မျိုးနဲ့မှာဆိုရှိန်မကကြီးရွာလားအာအဲရှိန်မကကြီးရွာအနီးမှာရှိတဲ့ဗာလဲပြေးရှိန်မောင်းလားတဲ့အဲပန့်ပန့်ဆိုင် အဲပန်းဆိုင်ထဲမှာဒါအကျန်းဖက်ခေါင်းဆောင်တွေရောက်နေတယ်ဒါဒါတတင်းပေးပြီးတော့အဲမှာလည်းသူတို့ကနေကြတဲ့စုဝေးတဲ့ပီစီပေါင်းစားတွေပါညာတွေကိုအဲ့ဒီမှာသူတို့ကပြင်ဆင်ပေးတယ်ဆိုတော့တတင်းတွေကဒါရရှိတာတာကြားလာပြီးတိတိကျကျလည်းဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့ကသွားပြီးတော့အဲမှာဘက်ထူချပလိုက်တော့ပြက်တာဘောဘာလေးပြက်လဲပန့်ပြက်တာဘာပြက်တာလဲတော့ဒီပြက်တော့ပြက်တယ်တဥသားစီတဥသားစီဖြစ်မှဆိုမပြောတော့ဘူးနော်အဲအဲ့လိုမျိုးတော့ရှိတယ်နောက်တစ်ခုကျတော့6ဦးမှဆိုလဲ အဲမနေ့ကဆိုပါမတော်ရင်လည်းကောင်းကောင်းကြွေးတာသုံးမလားကြေးရပါဆိုတော်တော်ပါမလားဘောဆက်တဲ့ဗုံသီးတွေနဲ့တရားပြပြပြီးဒါကြွေးမွေးအခမ်းအနားလည်းရှိတယ်။နော်အဲ့လိုပြောလဲဆိုတာပိုင်းရတဦးသားစီတဦးသားစီဖြစ်မှာဆိုလို့ဒီစောတို့ပါလို့လဲကြောက်ထုတ်ဘက်တိမှာဆိုလဲဒါဖေးတွေထုတာပဲမနေ့က ကျွန်တော်တို့ကဒါအပြစ်ခတ်ရက်ဆဲရှိတယ်လေအပြစ်ခတ်ကိုရက်ဆဲထားတယ်ဒါပေမဲ့အထုပြတော့ဒါနဲ့သူတို့အလေးချိန်ခံနေရတော့ဒါတော့လောက်ရမှာပဲတဖက်ကလာရင်တော့တဖက်ကတော့လာမှာပဲเนาะမင်းပါလဲငါပါလဲဝါ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 ဆိုတာဒါတွေတော့ရှိတယ်နောက်တစ်ခုကြောင့်နောင်ချိုဆိုရင်ပလောင်နေငိုပြီဆိုတာအဲ့ဒါကြောင့်နောင်ချိုကပြောတာပြောတယ်ဘာကြီးရပြီးတော့နောင်ချိုနောင်ချိုပြောတာတခါမှလည်းဘယ်နဲ့ပိုင်နောင်ချိုလည်းမရသေးဆိုတာဒါ ရှေ့အသေးပြောက်ကိုအများကြီးမဖြစ်အောင်လို့တန်တိုင်တော့ထင်ပလောင်နေသွားသူဆုပ်သွားဆိုတိတ်မသေးတော့ဘူးပေါ့လူတွေဒုက္ခမြောက်တော့ပေါ့နော်အဲ့ဒါကြောင့်ဒါမနေ့ကဆိုဒါပြပါဆက်ဆက်မှာကြီးရွာမှာဒါသူတို့တရားလေးတွေပလောင်စကန်းရှိတယ်အဲ့စကန်းကိုတက်ကနေတော့ထိုးစစ်စင်းနဲ့လေချောင်းတိုက်ခိုက်တဲ့ပလောင်တွေပြေးတယ်ဗစ်တွေထူးတယ်ဒါလို့ရှိရင်မနေ့ကလည်းဘူတာရက်ပွက်တို့ဒါနောက်အုံမတိကြီးရွာမှာရှိတဲ့ဝင်းနေပေါ့အုံမတိကြီးရွာမှာရှိတဲ့ဝင်းနေပေါ့အကြံဖက်တွေပေါ့အဲ့ဒါလည်းဗစ်လေးငါးချိန်ပြစ်ထူးတယ်အဲ့တော့ဟိုသူတို့ဒီရဲ့အနေထားလေးကိုပိုင်းရ အဲနားလည်အောင်နည်းနည်းတစ်ချက်ရှင်းပြမယ်။အိုနေရဆိုဖုန်းနေဆိုလားဖုန်းနေသူတချင်းဆိုကိုမနောနဲ့တူတယ်အဲရုပ်လည်းတူတယ်အဲအတန်လေးလည်းတူတယ်သူဆိုကမနေရသူလိုက်လွင်ပြီးပြောတာပဲဟုတ်လားညဘက်တောင်မှမအေးရသူတို့အိမ်ကလည်းပြဟိုမီးပုံဖြစ်သွားပြီဟဟလား ပြီးလို့ရှိရင်အိမ်မပါတဲ့အိမ်ကြီးကနေပါအရှိရနေပါသွားပြီးပြန်လာညာဘက်ပူလို့ပါကဲကြမုံပေါ်ညာအိုက်ဒီယာအော်နေကြတာရှိတယ်အဲဒီမှာလည်းအယောက်50 30 50အကြမ်းပါတယ်တေးကြဆိုဒါတွေကိုကျွန်တော်ကလိုလားနေလို့ပြောတာမဟုတ်ပါဘူးယာနော်ဒါလေးကိုတော့သိစေချင်ပါတယ်အေးချမ်းမှုအတွက်ပြောဆိုပြောနေတာဖြစ်ပါတယ်တစ်ဖက်ကလည်းအဲ့လောက်ကြီးသည့် မဲမဲတဲတဲလှုပ်တယ်ဆိုတာကနတ်ဆကအစိုးရကိုလှုပ်တာမဟုတ်ဘဲနဲ့သူတို့ရဲ့ဒီတည်ရန်ဇာတသူဖို့ကြီးစီးပွားရေးအတွက်လှုပ်ဆောင်ပြီးအကြမ်းဖက်တွေလှုပ်ဆောင်တာဖြစ်တဲ့အတွက်အဲ့မှနေတဲ့ပြည်သူပြည်သားတွေအကုန်ဒုက္ခရောက်ကြတာပါနော်တမလာလေထုံသေးလကောက်သီးလို့နေတိုင်းတလေးတန်လားကြားတယ်လေးတန်ကြားပြီးဆိုတော့တို့လည်းကြောက်လန့်နေကြတယ်ညမအိတ်လို့ဟောဆိုလို့ရှိရင်အိတ်နေနဲ့မြေကြီးတဲ့ကိုပြေးပုံရတာရှိတယ် အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒီဒုက္ခတွေအဲ့ဒီတောကတွေကတော်တော်ကြီးကိုဒါလူဘဝမှာစိတ်ထန်ရအကြီးမားကြီးတွေဖြစ်စေခဲ့တယ်နော်အဲ့ဒါတွေကလည်းအကြမ်းဖက်တွေနောင်တရသိမိဆိုတာသူတို့ကတော့နောင်တရမှာမဟုတ်အရှင်ထွက်ဖို့ဆိုတာတော်တော်ခတ်သွားပြီဘာဖြစ်လို့ဆိုတော့ဒီတိယံဇာတ်နဲ့ရရှိနေတဲ့ငွေကြေးမှာသူတို့ကနှိမ်ညောနေပြီပြည်သူတွေရဲ့ဒုက္ခကိုမသိတော့ဘူး နော်တမ်းမှာလည်းပဲဒီလူတွေရှိနေသေးကတော့သူတို့ရှင်းရမယ့်အနေအထားမျိုးရှိတယ်အဲ့တော့ပြည်သူတွေလိုက်တာမှာတခုကအဲ့ရွာမှာရှိတဲ့သူတွေတနေရာကိုရှောင်ထွက်သွားသူတို့ယူရထားခဲ့တယ်ဆိုရင်တမ်းမှာရှင်းနေမှုကလည်းနှီးဆက်သွားတယ်မြန်ဆန်သွားလိမ့်မယ်အခုကကတမ်းမှာအားလုံးပြည်သူတွေဒုက္ခရောက်မှာဆိုလို့ဆိုပြီးတော့ ဆွဲပြီးတော့မှဒီလိုမျိုးဖြည်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 းလှုပ်ဆောင်နေရတာရှိတော့ပြည်သူတွေလည်းပုံပြီးကျွန်တော်အနေနဲ့ဒုက္ခရောက်တယ်လို့ပဲမြင်ခြင်းမြင်နေပေါ့နော်အဲ့အားလေးတွေကလည်းပဲအဲဟိုစိတ်မကောင်းပါဘူးဒါနေရာတိုင်းဖြစ်နေတာအကျမ်းဖက်ရှိတဲ့နေရာတိုင်းမှာဒီလိုစိုးရိမ်တကြီးကြီးဖြစ်နေကြတာပေါ့ရှိတာနော်နောက်တစ်ခုရန်ကုန်မှာအကျမ်းဖက်တွေစိတ်ဝင်နေတယ်ဆိုတာကဒါကျွန်တော်ဟိုပြီးခဲ့တဲ့ရက်ကပြောတယ်အဲရန်ကုန်တိုင်းဝန်ကြီးချုပ်ကလည်းပဲအဲစင်းစစ်ဖို့ပါညာမျိုးပြောတာရှိတယ် တကယ်လေးရှောင်နေတယ်ဒါတော့တချို့ဟိုတက်နေရောရဲစခန်းဆိုလက်ပြဘုံပြထည့်လိုက်တာတွေရှိတယ်နော်အဲ့လိုမျိုးရှိအဲ့ဒါလေးတွေကချင်းချင်းပြောလို့ရှိရင်တေကြကြချင်းချင်းစင်စင်လှုပ်ဖို့လိုတယ်ပြီးတော့ကျွန်တော်ဟိုအုတ်အုတ်ကြီးတွေပေါ့အုတ်ကြီးတွေကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒါ ARV တိုင်းဘက်မှာလဲကျွန်တော်တို့ဒါတောက်ချောက်ကျွန်တော်စီကိုပြောနေတာရှိတယ်အဲစစ်သားကြောင်းဝင်တွေလှုပ်နေကြတာနော်စစ်သားလူကုန်ကူးတယ်ပေါ့စစ်ကုန်စစ်သားကို လူကုန်ကူးတဲ့ပုံစံမျိုးဖြစ်တယ်စိတ်မူတာဥစ္စာငွေဘလောက်လဲငွေတစားဒါဟာတာမန်အနေထားမဟုတ်ပါဘူးဒါလူကုန်ကူးတာပါနော်စစ်စစ်သားရောင်းဝယ်လုပ်တယ်လို့ခေါ်ပါတယ်နော်အဲ့ဒါလေးကိုလည်းတက်ဆိုင်ရာကနေပြီးမှထိထိရောက်ရောက်ဒါနိုင်ငံတော်အဆင့်နဲ့ထိရောက်စွာအရေးယူပါလိမ့်မယ်ဒီအုပ်ကြီးတွေကဒါဟာဒါကျွန်တော်ပြောတာရိုးရိုးလေးပဲပြောတာပါစစ်သားတွေကိုအယောင်းဝယ်လုပ်နေတာဖြစ်ပါတယ်နော် ရှစ်မှုတန်ဥပဒေနဲ့လက်စားတာမဟုတ်ပါဘူးဒါရိုးရိုးသားသားလေးပဲပြောပြတာပါနောက်ဟိုတကယ်ကိုခက်ခဲနာနာဖြစ်တဲ့ဟာမျိုးတွေကျွန်တော်ရှင်းပြပါအောင်မယ်အခုအရာဟိုတန်းအုပ်ကြီးတွေတော်တော်များများဒါကိုအလေးနဲ့ထားပြီးပါလို့ပြောကြပါတယ်နိုင်ငံတော်ဝန်ကြီးချုပ်ကြီးမှလည်းပဲဒါကိုအလေးနဲ့ထားပြီးပါချက်သားအယောင်းဝဲလုံနေကြပါတယ်တရတယောက်ကိုဒါဘလောက်380နဲ့ရွေ350နဲ့ရွေ300နဲ့ရွေဆိုတဲ့ဟာမျိုး